ခက်သေးသေးနဲ့ performance ကောင်းတဲ့ compact phone တွေဆိုတာကျွန်တော်တို့ iPhone 13 mini တွေ၊ Samsung တို့လိုမျိုး phone တွေပျောက်ကွယ်သွားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ရှားတာတော်တော်လေးခက်လာတယ်ပေါ့နော်။ပြောရမလို့ဆိုလို့ရှိရင်ကိုက phone တစ်သေးချစ်ချစ်လေးလေးနဲ့ camera လည်းကောင်းအောင်ပဲ performance လည်းကောင်းအောင်ပဲဆိုလို့ရှိရင်ဟိုမရှိသလောက်ရှားသွားတဲ့ level တစ်ခုဖြစ်နေပါပြီ။အဲ့တည်းမှာပေါ့နော်ကျွန်တော်တို့ဒီ compact phone အနေနဲ့ထည့်ပြီးစဉ်းစားပြီးတော့သုံးလို့ရမယ့်ကွန်ပျူတာတွေက background လေးရှိနေလဲဆိုတော့ကျွန်တော်တို့ဒီ base model တွေပေါ့ဆိုပါစို့ကျွန်တော်တို့ Samsung ရဲ့ဒီ S25 ဆိုလို့ရှိရင် S25 base model ပေါ့ အဲ့လိုပဲပေါ့နော်ကျွန်တော် Xiaomi ရဲ့15 series မှာဆိုလို့ရှိရင် Xiaomi 15ကဒါအသေးသေးလေးနဲ့ပေါ့နော်တော်တော်အစိတ်ပြင်းတဲ့အကောင်မျိုးဖြစ်တယ်ဒီလိုမျိုး compact ဖြစ်တဲ့ flagship ဖုန်းတစ်လုံးမှာကျွန်တော်တို့ဘလို့အနေထားရရှိလဲဆိုတာကိုကျွန်တော် full review လုပ်ပေးတော့အောင်ဖြစ်ပါတယ်ပထမဆုံးတဲ့နည်းနဲ့ design မိုင်းနဲ့ base quality ပေါ့ ဆိုတော့ Xiaomi 15ရဲ့ design ban နဲ့ base quality မှာဆိုလို့ရှိရင်ကျွန်တော်အားရတဲ့အချက်တစ်ချက်ကတော့ဒီကောင်းရဲ့ဒီ base quality ကပေါ့နော်ကျွန်တော်တို့ဒီ fingerprint သိမ်းထင်တာမျိုးမတွေ့ရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဖုန်းကိုဘယ်ချိန်မဲကင်နာကင်နာပေါ့နော်ဖုန်းလေးကတက်တက်ရဲရဲလေးနဲ့ကြည့်ရတာတော်တော်လေး clean ဖြစ်တဲ့ look လေးကိုရနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာကပေါ့နော်ကျွန်တော်တို့အရင်နှစ်က Xiaomi 14နဲ့ကတော့သိပ်ပြီးတော့ ဟို꽌ပြားနေရမျိုးမရှိဘူးအဲ့တော့ Xiaomi 14လား15လားတိတ်ပြီးတော့ခွဲကြလို့မရဘူးပေါ့နော်အဲ့တခုတော့ရှိပါတယ် Handphone လေးမှာတို့ရှိရင်လည်း Xiaomi 15ကကျွန်တော်တို့100တုံးမဆိုလို့ရှိရင်လည်းအဆင်ပြေတယ်လို့မျိုးသူ့ရဲ့ weight ကလည်းပေါ့နော် portion နေရမျိုးမဟုတ်ဘဲနဲ့လက်ထက်မှာစီးစီးပိုင်ပိုင်လေးနဲ့တော်တော်ကြီးကြီးလေးလေးရှိရဲဖုန်းမျိုးတွေမှာပါပါတယ်ဒါပေမဲ့အားနည်းချက်တစ်ခုကိုကျွန်တော်တို့ထောက်ပြီးပြရမှာဆိုလို့ရှိရင်တော့ iPhone 16မှာကျွန်တော်တို့ camera control ပါလာပေမဲ့ Xiaomi 15မှာတော့ camera control button မပါလာပါဘူးဆိုတော့ဒါလေးကိုကျွန်တော်တို့မျှော်လင့်နေတယ်ဆိုလို့ရှိရင်တော့ Xiaomi 15 RD ဒီချက်မှာအားနည်းနေပါတယ် နောက်တစ်ပိုင်းနေဆက်သွားမှာဆိုလို့ရှိရင်ဒီကောင်ရဲ့ display ပိုင်းပေါ့ display မှာဆိုလို့ရှိရင်ဒီကောင်က6.36 inch ရှိရယ်အရန်လည်းမကြည့်ဘူးအရန်လည်းမသိဘူးတော်တော်လေးအနေတော့ဖြစ်တဲ့ size မျိုးတော့ပါပါတယ်ဒါပေမဲ့ဒီကောင်ရဲ့ display မှာအားစရာတစ်ခုနဲ့မြင်ရမှာဆိုလို့ရှိရင်သူကကျွန်တော် flagship ဖြစ်တဲ့အလျောက်ပေါ့နော်ဖုန်းရဲ့ဒီ display ရဲ့ bevel bound တွေ bezel တွေအကုန်လုံးကပပလေးဖြစ်နေတယ်အဲ့တော့ဖုန်းကိုကြည့်ရတာဗျာဟိုသူ size ကတင်းနေရဆိုရင်တော့မှ GI viewing experience မှာဆိုလို့ရှိရင် ဖုံးလေးကကြီးကြီးလေးဖြစ်နေတယ်သိရမလားကြည့်ရတဲ့ content တွေ gain ဆော့တဲ့ခါမျိုးတွေမှာဖုံးသေးနေတယ်လို့တော့ခံစားမှာမဟုတ်ပါဘူးဆိုတော့အဲ့ဒီချက်ကတော့ဒီကောင်ရဲ့ display မှာ other data တွေမှာပါတယ် specification ကိုရွတ်ပြရမှာလို့ရှိရင်တော့ adbo amulet ကိုမှသူက1.2 hex နဲ့အဲ့ဒါကိုမှဒီကောင်ရဲ့ p brand နဲ့က3200တွေရှိပါတယ်အဲ့တော့ကျွန်တော် delay မှာကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်စင်ပြေရဲ့ display brand တွေမျိုးရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ iPhone ရဲ့ဒီပေါ်တော့ AOD ပုံစံဖြစ်တဲ့ကျွန်တော်တို့ screen တစ်ခုလုံးကိုအမောင်ချထားတဲ့ပုံစံမျိုးလေးကိုလည်းဒီကောင်ရှိမှာတွေ့ရတယ်။အဲ့တော့ဒီ iPhone horizon display ပုံစံကြိုက်တယ်ဆိုလို့ရှိရင်လည်း Xiaomi 50မှာပါပါတယ် fingerprint မှာဆိုလို့ရှိရင်လည်းကျွန်တော် optical mode တော့ပဲနဲ့ဒီ ultrasonic ဖြစ်သွားဖြစ်တဲ့အတွက်ကြောင့်မို့လို့အာရေနည်းနည်းဆိုနေမှာဆိုလို့ရှိရင်လည်းပုံအောင်ဖွင့်လို့ရတယ်ပြီးတော့တော်တော်လေးလည်းမြန်လာတယ်ပေါ့ Xiaomi 50ကကွန်ပတ်ဖြစ်ပေမဲ့ပေါ့နော်ဒီကောင်ရဲ့ကင်မရာဘိုင်းမှာကျွန်တော်တို့တော်တော်လေးအားကိုးလို့ရတာကိုတွေ့ရပါတယ် specification အနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်ရှိမှာ triple camera setup ကိုသုံးမိထားတယ်50 megapixel main 50 megapixel ultra wide နဲ့50 megapixel telephoto ဆိုပြီးတော့သုံးခုပါပါတယ် ပြီးတော့တကောင်က Leica နဲ့ collab လုပ်ထားတဲ့ကင်မရာတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစည်းနဲ့ flash တွေထဲမှာအားနည်းချက်ဆိုပြီးတော့ရှိနေမှမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကတော့ Vivo H200 လို့မျိုးဖုန်းနဲ့ debt ရှင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ Xiaomi 15ကပိုပြီး cinematic ဖြစ်တဲ့ look ကိုတွားပြီးတော့ Vivo H200 ကကြာတော့နည်းလေးပိုပြီး lens နဲ့ဘက်ကိုတွားရမှာနော်။ဒီဟာကတော့လူတစ်ယောက်ချင်းစီရဲ့ခံစားချက်မှမူတည်ပြီးတော့ဘယ်ကင်မရာပိုကောင်းနေဆိုပြီးတော့ဖြစ်သွားမှာပေါ့။နောက်ပြီးတော့ဒီကောင်ရဲ့ Ultra Wide က15 megapixel တိုးလာတဲ့အတွက်ကြောင့်မို့လို့ Ultra Wide ပုံနေမှာလဲပေါ့နော်။ကျွန်တော်တို့ main camera ပုံနေနဲ့ ်အကာလာညီယာကိုတွေ့ရမှာနော်ဆော့ဖြစ်နေတာမျိုးတွေဒီဒီမကောင်းတာမျိုးတွေလုံးဝမရှိဘူးဆိုတော့တော်တော်လေးအဆင်ပြေပါတယ်သူ့ရဲ့ telephoto ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပေါ်နော် background separation နေနောက်ပြီးတော့ pk တွေဒါတွေကိုကြီးကြီးလိုက်မှာဆိုလို့ရှိရင်တော်တော်လေးကို premium ဖြစ်တဲ့အာ periscope ပုံတွေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ portrait ရိုက်ချင်တဲ့ဆိုတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်လည်းဒီကောင်ရဲ့ telephoto ကအများကြီးပထောက်ကူဖြစ်ပါလိမ့်မယ် ရှောင်းမဖြစ်ဘင်းရဲ့ကင်မရာရိုက်မှာကျွန်တော်နောက်ထပ်သဘောကျတာဆိုလို့ရှိရင်တော့သူ့ရဲ့ကင်မရာ၄ယောက်ပါဒီကောင်ရဲ့ကင်မရာ app ထဲကိုကျွန်တော်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော် control လုပ်လို့မရတဲ့အချက်ဆိုတာခက်ရှားရှားရယ်ကိုကပေါ့နော် photography ဘိုင်းနဲ့ပတ်သက်ပြီးနည်းနည်းလေး knowledge ရှိရယ်ဆိုလို့ရှိရင်ကျွန်တော် exposure ရေကိုတခါရယ်ဒီကင်မရာချိန်နေနေပဲပေါ့နော်တခါရယ်သူတို့က clip လေးတွေထည့်ပေးထားရယ်နောက်ပြီးတော့ကျွန်တော်တို့ ultra wide တွေ zoom တွေ main camera တွေပြောင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းတော်တော်လေး smooth ဖြစ်ဖြစ်နဲ့ကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့ပြောစရာမလိုတော့အောင်ပြည့်စုံတဲ့ဖုန်းပါ အဲ့ဒါအပြင်ရောမှာပေါ့နော်ကျွန်တော်တို့ဒီကောင်က Samsung ရဲ့ S25 series လိုမျိုးပဲ log video လည်းပါလာပါပြီအဲ့တော့ log video ရိုက်တတ်တဲ့ဒီ creator ဆိုလို့ရှိရင်တော့ဒီအချက်ကတော်တော်လေးအားသာတဲ့ချက်တစ်ခုအနေနဲ့ရှိနေပါတယ် video resolution ဘက်မှာဆိုလို့ရှိရင် 8K 30 frame per second ကြီးရိုက်လို့ရတယ်ဒါဒီချိန်မှာအမြင့်ဆုံး resolution တစ်ခုပေါ့နော်ဒါပေမဲ့ဒီမှာတော့မရိုက်ပါဘူးအရာကြီး ။ Xiaomi 15ရဲ့အားသာချက်တွေမှာဘက်ထရီရပ်ပါပါတယ်။ဘာဖြစ်လဲဆိုတော့အရင်ကောက် Xiaomi 14မှာဆိုလို့ရှိရင်ဘက်ထရီ size အနေနဲ့က6600 mAh ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းသေးတယ်ထဲမှာပါတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီ silicon carbon ဘက်ထရီနည်းပညာကြောင့်မလို့ကျွန်တော်တို့ဖုန်းတွေမှာဘက်ထရီပုံများများထည့်လို့ရပြီးတော့ဖုန်းဆိုင်ကြီးရလဲမလို့ထူကြီးဖြစ်မလာဘူးပေါ့နော်။အဲ့ဒါကြောင့်မလို့ဒီ Xiaomi 15မှာဆိုလို့ရှိရင်ဘက်ထရီ size အနေနဲ့က9240အထိထည့်ပေးထားပြီးတော့ fast charging အနေနဲ့ဆိုလို့ရှိရင်လည်း 90W ရမှာဖြစ်ပါတယ်။ဘက်ထရီ life အနေနဲ့ဆိုလို့ရှိရင်လည်းဒီကောင်ရဲ့ချစ်ဆက်ကပေါ့နော်စနစ်တကုံ AE life ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ efficient တော်တော်ဖြစ်တဲ့အထဲမှာပါတယ်။ကျွန်တော်တို့ gain ရွေးထိုင်ဆိုးမှာဆို င်တော့မှ9နာရီရနေပြီးတော့6နာရီလောက်ထိကိုဆုံးလို့ရတဲ့ level တခုတည်းရှိပါတယ်။ဒါမဲ့ပေါ့နော်ကိုကဟို graphic အမြင်ကြီးရေးတည်ရမလား။အရန်နေပူတဲ့ချိန်မျိုးကြီး internet ကြီးကိုဖြန့်ပြီးတော့အဲ့လိုမျိုးသုံးမယ်ဆိုလို့ရှိရင်တော့ net လေးဒီဆက်ပို့ပြီးတော့ short hand ဖြစ်သွားတဲ့ battery မျိုးတော့မြင်ရနိုင်ပါတယ်။ဒါမဲ့ကျွန်တော်ပုံမှန်ပဲသုံးမယ်ဆိုလို့ရှိရင်တော့ဒီကောင်ရဲ့ battery life ကတနေကုန်ထိရပါတယ်။ overall အနေနဲ့ဆိုလို့ရှိရင်တော့ Xiaomi 15ကကျွန်တော်တို့ compact phone ကြိုက်တဲ့သူတွေကိုပိုပြီးဦးစားပေးထားတဲ့ phone တစ်လုံးလို့ကျွန်တော်မြင်ပါတယ်။ဘာလို့ဆိုတော့ဒီကောင်ရဲ့ size လေးကလက်ထက်မှာကန်ရတာ100နဲ့3လို့အဆင်ပြေရယ်။နောက်ပြီးတော့ဒီကောင်ရဲ့ camera မိုက်ဆုံးမယ်ပြီးတော့ Liker နဲ့ပေါင်းထားတဲ့အတွက်ကြောင့်မလို့ Liker ထုတ်ထားတဲ့ဒီ filter လေးတွေကိုကျွန်တော်တို့ထည့်ပြီးသုံးမယ်ဆိုလို့ရှိရင်တော်တော်လေးမှတော်တော်လေးကြည့်ရရှိရတာ professional ဖြစ်တဲ့ cinematic look ကိုပေးနိုင်တဲ့ဓာတ်ပုံတွေထုတ်ပေးနိုင်တယ်ဆိုတော့အကောင်သေးတယ်ဒါပေမဲ့ကင်မရာလည်းကောင်းတယ်ပြီးတော့ battery life ပါဆိုလို့ရှိရင်လည်းအရင်နှစ်ကတည်းကအများကြီးပို့ပြီးတော့တိုးတက်လာပါတယ်အဲ့တော့ကိုကဒီအချိန်မှာကျွန်တော်တို့ brand တွေပါတိတ်မရွေးဘူးဗျာတည်ရမလားကျွန်တော်တို့ ကွန်ပတ်ဖုန်းတစ်လုံးကိုကောင်းကောင်းလေးရှာနေဆိုလို့ရှိရင် Xiaomi 15ကတကယ်လို့ရွေးချယ်တဲ့နဲ့ flash ကွန်ပတ်ဖုန်းတစ်လုံးလို့ပြောရင်းနဲ့ပဲဒီ video လေးကိုအဆုံးသတ်ပါတယ်အဆုံးရှိပြီလားကျေးဇူးတင်ပါတယ် see you next video